ဒိဋ္ဌိနာသူကထိတဲ့နေရာကြီးဒုက္ခသဘောမဆောင်လားအောက်ကဓလေးပါဖောက်ပြန်တာဒီဒုက္ခဒုက္ခဝေဒနာနဲ့သွားပေါင်းရင်စိတ်ဒီဒေါမနတာပေါ်မလာဘူးလားပေါ်ပါဘူးဒုက္ခဝေဒနာနဲ့သွားပေါင်းရင်ဒေါမနတာပေါ်လာပေါ်လာတော့လောဘဒေါသအဖြစ်ပြန်မရဘူးလားအဲ့လို့ဆိုဒီစိတ်ဒီပထမကိုရှုလို့ရပါမလားမရသေးဘူးဒါလည်းအပြစ်လို့ပါဦးသို့တော်လည်းပထမဒုက္ခဝေဒနာမှာဒုက္ခဝေဒနာနဲ့ရဖို့တစ်ထစ်တော့တက်မလာခဲ့ဘူးလားတက်လာခဲ့ပြီဒါရင်ဒီမှာဒေါသနဲ့ ဒုက္ခဝေဒနာဒုက္ခဝေဒနာမှာလွတ်သွားပြီးတော့တတ္တကြီးဥပိ္ပခဝေဒနာရှင်းလို့ရပါမလားမရပါဘူးဥပိ္ပခဝေဒနာသည်ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာပြစ္ဆုတ်ပံဘဝမှာဒုက္ခဒုက္ခမဖက်မိစိမပရိပရာအဖြစ်တည်နေတဲ့စိတ်ကလေးကိုအဲ့ဒါကမှဥပိ္ပခလို့ခေါ်တာတတ္တကြီးရှင်းပြီးဥပိ္ပခလောက်လေလို့မရပါဘူးနော်အဲ့ဒါဘာလို့ရမလဲဒီနေ့ကျင့်တဲ့ကျင့်စဉ်ဒီမူတမူအဖြစ်ဒီတိုင်းကျင့်မယ်ဆိုရင် ရောပြီးတော့အရဟတ္တဗုဒ္ဓီသွားမယ်လမ်းပေါက်တစ်ပေါက်ပါ ဒီတိုင်းကြီးစဉ်ကျင့်သွားမယ်ဆိုရင်ဒီကြီးစဉ်တစ်ဖြောင်းနဲ့တွားလို့ရတယ်။ဒါပဲလို့အဖြေရတူတယ်။အဲ့တော့ဒီကြီးစဉ်ရဲ့သဘောကဒုက္ခဝေဒနာနဲ့ရင်ဆိုင်လာလို့ရှိရင်ဒေါမနတပေါ်မယ်။လေနေနာဒီကထိတဲ့နေရာဒီဒုက္ခဝေဒနာဖြစ်လို့လောဘကပ်ပြီးတော့ဒေါမနတပေါ်မယ်။အဲ့တော့လောဘကပ်လို့ရှိရင်လေတဏှာကူးနေတော့မတားဖို့တာဖြစ်တယ်။နော်။တမာတိကိုစိတ်တဝိသုဒ္ဓိကိုနောက်ချက်ဖြစ်တယ်။ဒုက္ခဝေဒနာမှာဒေါသဖြစ်နေရင်လေစိတ်တဝိသုဒ္ဓိအနောက်ချက်မရှိဘူးလား။ဖြစ်တယ်။ အဲ့တော့လောဘဒေါသနှစ်ခုဖြစ်လာပြီ။ဒါမောဟတစ်ခုကလည်းကြံသေးတယ်။ဒါလောဘဒေါသမှလွတ်တဲ့အာယုံမှာရည်ဘာရှိလဲ။မောဟမရှိဘူးလား။အဲ့ဒါအဲ့လောဘဒေါသမောဟကိုဒီနေ့၃ချက်လုံးတပြိုင်နဲ့လွတ်တဲ့ဤဒီကျင့်စဉ်သည်ဝိသုနသမထယဏိကကြတော့ဒုက္ခဝေဒနာမှမိမိရဲ့မူလကတိုင်းပညာမှာဒုက္ခဝေဒနာဖြင့်ပီတိဒုက္ခဧကကရာဆိုပြီးပထမဇန်အဲ့ဒါနဲ့ဝိတဝိဇာရပြုတ်ပီတိဒုက္ခနဲ့အဲဒုတိယဇန် ဒုက္ခဝေဒနာဖြုတ်နေအဲ့တော့အစင်းစင်းဖြုတ်သွားတော့ဒုက္ခဝေဒနာမှာဒေါသနဲ့ဒုက္ခဝေဒနာမှာလောဘလွတ်မသွားဘူးလားတတိယရှိနေလို့ဥပိ္ပခဝေဒနာမှာမောဟအရမသွားဘူးလားအဖြေဒါပဲလုံးမှာနော်အာရိယလွယ်ပြီးဘာမှလုံးမှာမဟုတ်ဘူးတရားကျင့်နေဆိုတာအာရိပါနိုင်တယ်လောဘဒေါသဒုက္ခဝေဒနာ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 မှာတည့်ရရင်ဆိုင်လာပြီးတော့အာရိမှာလွတ်ပြီးဥပိ္ပခဝေဒနာမှာတတိကျရင်စိတ္တဝိသုဒ္ဓိဖြစ်ပြီး အဲ့ဒါဝိပဿနာကျင့်စဉ်တာမှတ်တာအဲ့ဒီအလုံးမလုံးခဲနဲ့အခြားပေါက်ကြရတွေရှောက်လို့ရင်ဘာမှမဟုတ်ဘူးသူကတွတ်ထားလိုက်မှတ်ထားနော်အဲ့ဒါခင်ဗျားတို့လွဲမှကြောက်လို့အသေးကိုင်းပြောတာအဲ့တော့မှဦးဇင်းတို့ဒီဒုက္ခဝေဒနာဓာလေးပါးမှဒေါမနတဖြစ်ပြီနာသီဝထိချက်ဒီဒုက္ခဝေဒနာမှဒေါမနတဖြစ်တော့လောဘဒေါသအစွန်းနှပါးပေါ်မလာဘူးလားအဲအဲ့ဒီနေရာနေဒီအစွန်းနှပါးမှလွတ်တဲ့ဝေဒနာဒီဥပိ္ပခဝေဒနာမှအဲ့ဒီနေရာမှာတတိတည်ရင်တပြိုင်တည်းမှာတတိတည်မယ်ဆိုလောဘဒေါသမောဟမှလွတ်မသွားဘူးလား အဲအဲ့ဒီအတွက်ကြီးစင်ပြီးမှာနော်အဲ့ဒါကတပြိုင်တည်းကြီးနေသည်အဲ့တော့ကောင်းပြီဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝေနာမပေါ်ခင်မှာလေးနဲ့နာသူကထိကျက်ကလေးမှာမူလကမှာထားနိုင်ယူသွားမယ်ယူသွားရင်နဲ့ဝေနာတက်လာတဲ့အခါကျတော့ဒါလေးပါဖောက်ပြန်လာတဲ့အခါကျတော့နံသည်ဒါလေးပါဖောက်ပြန်တဲ့နေရာကိုတန့်ညွတ်မယ်ညွတ်သွားပြီးဒုက္ခဝေနာမှာဒေါမနတာအဖြစ်နဲ့မခံစားအောင်လားခံစားပါခံစားပြီဒါပြီးကောင်းပြီလေးနဲ့နာသူကထိတိထိကျက်ကိုတစ်ဖက်တည်းပြေးမယ်ဆိုရင်ဘာဖြစ်သွားမလဲ ဒုက္ခဝေဒနာမှာလောဘကပ်မသွားဘူးလားနာသီဝတိချက်ကိုလှုပ်လိုက်ပြီးတော့ရှင်လေဒီစိတ်ကဒုက္ခဝေဒနာမှာဒေါသဆိုတပတ်တည်းထားလို့ရပါမလားမရဘူးဘာလဲကမ္မထံပေးကြည့်နိုင်ပြီးတာမဟုတ်ထွင်လုံးနဲ့လောက်တာမဟုတ်ဘူးနော်အဲ့ဒါယူကနာတာနီးခေါ်တယ်တပြိုင်နက်မှာသမထဝိပဿနာရောခြင်းနေနီးအဲ့တော့လေးနေနာဝေနာမတက်ခင်ရတော့အာနာပနာကမ္မထံကိုမမောင်ယူသွားသဘောငယ်လေးကိုမမှန်မှတ်သွားနော်သဘောဖောင်းနေပြီနဲ့မမှန်လို့သွားနော် ဒီကြတော့ဒီယုတ်ကမထမ်းမရတော့နာကမထမ်းလို့လို့မရတော့အဲ့ဒီအချိန်မှာအချိန်တန်းတော့ဒါလီဝါဖောက်ပြန်လာလို့ရှိရင်စိတ်ကဝေဒနာရှိရွားတဲ့အခါမှာမိမိကဘာလုပ်ရမလဲဒါလီဝါဖောက်ပြန်တဲ့ဒုက္ခဝေဒနာလည်းရှိပြီလေတဲ့နာဒီကထိကျက်ကလည်းအမှန်မှန်ရှိရတော့ထိကျက်ဒုက္ခဝေဒနာရောမရှိဘူးလားရှိပါခင်ဗျာဒါလီဝါဖောက်ပြန်တဲ့ဒုက္ခဝေဒနာလည်းရှိနေပြီအဲ့လိုဝေဒနာနဲ့လက်ကြိုင်နဲ့ပေါ်နေတဲ့အချိန်မှာဥပိ္ပခဝေဒနာကိုစောက်တည်ပြီးတော့အရိယာနေပြီးတော့တတိယ စင်ကြောင်လို့တော့မယ်အဲ့တော့နာသီဝထီချက်ကိုတဖက်တည်းကပ်ရင်လေဒုက္ခဝေဒနာမှာလောဘကမှမဟုတ်လို့သူ့ကြီးပဲကပ်လို့လည်းရမရတဲ့အတွက်ကြောင့်ခွာလို့ရရဲ့လားသူ့ကြီးတဖက်တည်းလုံးဝခွာလိုက်ရင်ဒေါမနတ်သာရှိရပါမယ်ဒေါမနတ်သာကိုလုံးဝဆုံးလိုက်လေဒေါမနတ်သာရောက်အောင်ဆိုနှစ်ဖက်ကိုဆုံးလို့ရပါမလားမရတဲ့ကြောင့်နှစ်ဖက်လုံးမျှပြီးတတိထားရတာတတိသည်အရှင်ဘုရားနှစ်ဖက်လုံးတစ်ပြိုင်တည်းမျှထားလို့ရပါမလားဆိုတော့ driver အမြင်လုံးဖွင့်ရင်နဲ့ မျက်လုံးကလည်းကြည့်နေလက်ကလည်းလုံးနေတယ်မရဘူးလားဘုရားတို့ထမင်းလဲစားတဲ့စကားလည်းပြောတယ်ဥမာဥမာဦးဇင်းဒီမှာမြောက်လဲမြောက်ထားတဲ့စကားလည်းပြောတယ်မရဘူးလားရတယ်စိတ်ကအလွန်မြန်လုံးလို့အဲ့ဒါကြောင့်ဓာလီဘဖောက်ပြန်တဲ့ဒုက္ခဝိနာပေါ်လာရင်ယောဂီတို့ဘာလုပ်ရမလဲမူလရှူဆိုင်နေတဲ့အာနာပနာကမ္မထံပေါ်မှာတတိထားတတိထားပြီးတော့ထိကျက်ထင်ရှားတဲ့နေရာကိုလည်းမလွတ်တန်းတတိထားမယ် ဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာထင်ရှားတဲ့နေရာနဲ့ထိကျက်ထင်ရှားတဲ့နေရာကိုတတိကတပြိုင်နဲ့မျှပြီးတော့ထားမယ်တစ်ချက်ထက်ရပါ့မလားဘုဘက်ကိုများလိုက်ဒီဘက်ကိုများလိုက်ဒုက္ခဝေဒနာများနေလို့ရှိရင်လေဒုက္ခဝေဒနာနည်းနေလို့ရှိရင်ဒုက္ခဝေဒနာဘက်ကိုနှံ့ညွတ်အဲ့တော့အာနာပါနကမ္မထံကိုကနည်းနည်းလေးတည်ရှုပေးမယ်အကယ်၍ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာနဲ့မျှတတ်တဲ့သဘောရှိလာရင်မိမိပြီးထိကျက်ထင်ရှားတဲ့နေရာနဲ့ဒါလေးပါဖောက်ပြန်လို့ထင်ရှားတဲ့နေရာကို တတိကမြရပြီးတော့ဟောဝတိပဲမြထားမယ်တစ်ဖက်တစ်ထားမလားနှစ်ဖက်မြထားမလားတစ်ဖက်ထားမလားတလဲစီထားမလားတပြိုင်နဲ့မြထားမလားတပြိုင်နဲ့မြထား